စလန်းရောအောင်ခင်ဗျာဒီတပတ်ကိုစလန်းရောအောင်ကျွန်တော်မေးမြန်းလိုတာကတော့စီရေးနဲ့ပတ်သက်တဲ့သုံးသပ်ချက်ပါအဲ့ဒါကတော့မကြသေးခင်ကစစ်ကောင်စီစစ်တပ်နဲ့တန်းအဖွဲ့တို့အကြားပေါ့ TNL ကြားအပြစ်ခတ်ရက်စဲမှုသူတို့သဘောတူလိုက်ပါတယ်ဒါတရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ဝက်ဂျားဝင်မှုနဲ့ပေါ့နော်အဲ့ဒီလိုအပြစ်ရက်တဲ့နေရာမှာ TNL ကဒီမိုးကုတ်နဲ့မိုးမိတ်သူတို့ထိန်းချုပ်တဲ့နေရာတွေကိုပြန်စုပ်ပေးရမယ်လို့သဘောတူညီချက်မှာပါပါတယ် ဆိုဒီပုံမှာဒီလိုမျိုးဆုံးဖြတ်တဲ့ပုံမှာစီရေးရဘလူချင်းတွေကြောင့်လဲဆိုတာသုံးသက်လို့တာပေါ့နော်โอเคဆိုတော့ဟိုစစ်တက်ကပဲအစစ်ရေးအตาစည်းရလာဒါမှမဟုတ်နှစ်ဖက်စလုံးကစစ်ပန်းလာဒါမှမဟုတ်ဆိုအမျိုးမျိုးတော့ဟိုပြောကြဆိုကြပေါ့သုံးသက်ချက်တွေရှိတယ်ဒါပေမဲ့ကိုစလိုင်းရွအောင်ကဒီ ABS DM မှာစီရေးတောင်းမှုကိုနှစ်ပေါင်းကြာရှည်စွာယူလာတဲ့သူဆိုပို့ပြီးတော့ဒီချင်းတွေလို့သုံးသက်နိုင်မှာပေါ့လေ အခုလိုမျိုး TNL ရမိုးကုတ်နဲ့မိုးမရနောက်ဆိုးလိုက်တဲ့ပုံမှာဒီစီရေးရသုံးသက်မဆိုရင်ဘယ်အချက်တွေအဓိကဖြစ်မလဲဗျာကျွန်တော်မြင်တာတော့ဗျာကျွန်တော်သုံးသက်ချက်ကတော့အချက်၅ချက်ပေါ့ဗျာ၅ချက်ပေါ့ကျွန်တော်အခြေခံတာပေါ့ဆိုတော့ profile nomadic ကတော့ဒီစစ်ကောင်စီရဲ့လူသားမဆန်တဲ့အဲလေချောင်းနဲ့ဒီပလောင်ပြည်သူတွေကိုတတ်ခတ်မှုကြောင့်ဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသက်တယ်ဗျာနောက်ပါတာဒါပထမတစ်ချက်ပေါ့ ဆိုတော့ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ထင်တယ်တရုတ်ဖိအားကြောင့်ဖြစ်တာပေါ့ဗျာဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံကြီးကဟိုအိန္ဒိယနိုင်ငံကိုမိခွားတဲ့နိုင်ငံကြီးဖြစ်တဲ့အခါကျတော့ဆိုသူ့ရဲ့မူဝါဒပေါ်မှာအခြေခံပြီးကျွန်တော်တို့ကကန့်အားတယ်လို့ဖြစ်တာပေါ့ဗျာဆိုတော့အခုတရုတ်ကဟိုသူကဟိုပလောင်အရန်ဖိအားပေးတဲ့အခါကျတော့ပလောင်အနေနဲ့ကအဲသူမလွတ်ချင်မနဲ့လွတ်ရတဲ့သဘောဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်။နောက်တတိယအချက်အနေနဲ့ကတော့ကျွန်တော်မြင်တာတော့လက်နက်ခဉံပြဿနာဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်ဗျာ။ ိုနံပါတ်၄ပြဿနာကတော့ဟိုကျွန်တော်မြင်တာမဟာမိတ်ဆက်ဆံရေးပြဿနာဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့သူကအခုခုခံစစ်မှာကသူတယောက်တည်းခုခုခံလို့ဖြစ်တာဟုတ်ဗျာเนาะသူနဲ့ကျွန်တော်တို့ဒီ PDF ပြရှိမယ်ဟိုအဲ့ဒါပဲခုခံလို့ဖြစ်တယ်ဆိုတော့သူ့မှာမဟာမိတ်အားနေသွားတဲ့ပြဿနာရှိတယ်လို့ကျွန်တော်တော့မြင်တယ်ဗျာဟိုနောက်တစ်ခုကတော့ဟိုနံပါတ်5အချက်အနေနဲ့ပြောမယ်ဆိုရင်တော့သူကဟိုစစ်ပန်းတာလဲပါတယ်လို့ကျွန်တော်မြင်တယ်ဗျာနော်စစ်ပန်းတာလဲဖြစ်နိုင်တယ် နောက်တစ်ချက်ကတော့ကျွန်တော်ထင်တယ်ဟိုလူတုထောက်ခံမှုပါဗျာလူတုထောက်ခံမှုကြားရလဲဖြစ်နိုင်တယ်လို့မြင်တယ်ဗျာဆိုတော့အဲ့ဒါဘာကိုပြောတာလဲဆိုရင်အဲသူတို့ဒီတီဘောကိုတင်းပြီးတဲ့အခါမှာဟိုတချို့နေရာတွေမှာပေါ့ဗျာနော်ဆိုတော့ရှမ်းစာနဲ့ပတ်သက်တဲ့အားတွေကိုရှမ်းအထိမ်မှတ်နဲ့လုပ်ထားတဲ့အားတွေကိုဟိုပလောင်စာပြောင်းလိုက်တာတို့ဟိုရှမ်းအထိမ်မှတ်တွေကိုပြုပြင်ပြောင်းလိုက်ရတာလိုက်တာပေါ့ဗျာနော်အားတော်တွေဖြိုချတာပါညာလွတ်လွတ်တဲ့အခါကျတော့ကျွန်တော်တင်းနေရှမ်းလူတုစိတ်ထဲမှာအဲ ဟိုခံစားမှုကမကောင်းလို့ဖြစ်တာပေါ့ဗျာကျွန်တော်မြင်တာလေဆိုတော့ဒါကြောင့်လဲဒါလဲအကြောင်းတချို့အကြောင်းတစ်ချက်အနေနဲ့ပါတယ်လို့ကျွန်တော်တို့မြင်တယ်ဗျာအခုဒီလိုမျိုးသဘောတူပြီးရပ်ပိုင်းမှာပဲဒီတန်အပလောင်ရဲ့ထူထူတွင်းမှုဟိုကျုပ်တာဖုံးကျော်ကသူ့ရဲ့ဒီ face 1ပါဟိုတက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ရေးပါတယ်ရေးပြီးခဏပဲပြန်ဖြုတ်သွားတယ်ပြောတယ်တချို့ကလည်းဒါ screen shot ရထားတယ်ပေါ့နော်အဲ့ထဲမှာအဓိကဟိုရေးထားတော့ဒီကစားပွဲကနားချိန်တန်လို့နားတာပေါ့နော်ဖီအားတွေများနေတယ်ပေါ့သူရေးထားတာ ဒါပေမဲ့လည်းဒီစမတ်ကြတဲ့ဒီခေတ်ကြီးမှာအားလုံးကငါတို့လိုချင်တာရဖို့စုခုဖို့လောက်ရမှာဆိုတဲ့သဘောမျိုးပေါ့နော်ဆိုလိုတာသူရေးတာနားချင်းတန်လို့နားတယ်ဖီအားကြောင့်ဖြစ်တယ်ဆိုတဲ့သဘောကိုသူအဓိကရေးထားတွေ့တယ်ဟုတ်ကဲ့ဆိုတော့သူရေးထားတဲ့အချက်ရဆိုရင်ဒါခဏနားရလို့ဆိုနိုင်မှာပေါ့အဲ့တော့အရင်လိုမျိုးတစ်တုံညာနှစ်ခုလိုမျိုးပေါ့နော်ဟိုစစ်စစ်လေးပဲဖြစ်တခြားပုံစံနဲ့ပဲဖြစ်ဖြစ်ဒီလိုထိုးစစ်တွေတိုက်ပွဲတွေရောပြန်ပြင်းထန်လာနိုင်တဲ့အနေအထားမျိုးရောဟိုဖြစ်လာနိုင်လားဗျအဲ့တော့သူသူရေးတဲ့ဟို စာသားပေါ်မှာကျွန်တော်မြင်လာတော့လေဆိုတော့ဒီနေမှာတော့ကျွန်တော်တင်တယ်ဖိအားများတယ်ဆိုတော့ကျွန်တော်သဘောတူပါတယ်เนาะဖိအားတော်တော်လေးများတော့ဗျာเนาะဆိုတော့ရန်သူဖိအားလည်းများလို့ကျွန်တော်တို့ဒီတရုတ်ဖိအားလည်းများတော့ဗျာเนาะအဲ့ဒါတော့ကျွန်တော်သဘောတူပါတယ်ဒါပေမဲ့ကြံတဲ့အချက်တွေကတော့ကျွန်တော်ထင်တာတော့လက်ရှိဟိုဝေဖန်မှုတွေကိုပြန်လည်ထင်းသိမ်းနေတဲ့သဘောပေါ့ဗျာကျွန်တော်တို့ damage control ပြောဆိုမှုဖြစ်တယ်လို့ကျွန်တော်တို့မြင်နေဗျာဆိုတော့ဒီနေမှာကျွန်တော်ကသူ့ကိုမေးခွန်းတစ်ခုပေါ့ဗျာမေးကြည့်ကြတာနိ ူကအရင်ပြောခဲ့တယ်နန်းရံကိုကောင်းတဲ့တိုက်ရင်ပြိုနိုင်တဲ့အချိန်ရောက်နေပြီဆိုပြီးတော့သူပြောခဲ့တာရှိတယ်ပြောဆိုအဲ့ဒီစကားကိုကျွန်တော်မေးသွားပြီလားလို့ကျွန်တော်ဒီနေရာနဲ့မေးကြည့်မေးကြည့်နေတာပေါ့ဗျာနော်အဲ့တော့ဟိုကျွန်တော်တို့တတိပြုတင်တာကတော့တည်သွားတဲ့အတက်တွေကျွန်တော်တို့ပြန်ရှင်းလာနိုင်စရာမရှိဘူးဆိုတာဖြစ်တယ်ဗျာနော်အဲ့တော့အခုသူတို့အပြည့်အကျဉ်းစင်လုပ်ပြီးတဲ့နောက်မှာဟိုတစ်ချိန်ချင်းမှာဟိုထိုးစစ်တွေပြန်ဖြစ်လာလားဆိုတာတော့ကျွန်တော်ထင်တယ်ဒါဟိုစောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်ဗျာ ဲ့တော့တကယ်တမ်းကြည့်ရင်ကျွန်တော်ရှမ်းမြောက်ဒေသမှာ MNDA ကိုးကန်ရလဲဒါဟိုတရုတ်ရဲ့ဖီအားကြောင့်ပဲဆိုဆိုပေါ့နော်သူပြန်ဆုတ်သွားတယ်သူသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအဓိကပြန်ပြီးသူကတိဆောက်နေတဲ့အနေထားလေသူလာရှိုလဲပြန်ပေးလိုက်တယ်နော်သူကလုံးဝမပါတော့တဲ့အနေထားမျိုးတွေ့ရတယ်โอเคဆိုတော့ SSP ကလည်းဒါစစ်တပ်နဲ့ကဘာပြောအပြည့်ရက်ထားတာလေ။ तू ကဟိုပြန်ပြီးတိုက်ခိုက်တော်လမ်းမဲ့အနေထားတော့မရှိဘူး။သူ့ဒေသအတွက်လည်း तू မှာပဲ तू နေမှာပေါ့။အဲ့တော့ဒီရှမ်းမြောက်ဒေသမှာတန်းတစ်ဖွဲ့တည်းပေါ့နော်။ရှေ့ဆက် ဲ့လိုမျိုးထိုးစစ်တွေပဲဖြစ်ဖြစ်ပြန်ပြီးတော့ဟိုစည်ရည်ရီမှန်းချက်ရလှုပ်ဆောင်မှုอ่ะဟောဘယ်လောက်ထိလွယ်ကူမလဲခက်ခဲမယ်လို့တော့ယူဆရတာပေါ့နည်းအဲ့တော့ဟုတ်ကဲ့အဲ့ဒါဟောဖြစ်နိုင်ပါ့မလားတန်းတက်ဖွဲ့တဲ့နေဆိုရင်ကျွန်တော်ကျွန်တော်မြင်တာကတော့ဟိုအရင်လိုအခြေအနေပေါ့ဗျာနော်တက်တုံညာနှစ်ခွန်လိုအခြေအနေမျိုးတော့ကျွန်တော်ထင်တယ်ပြန်ရောက်ဖို့ကတော့ဟိုလက်တွေ့မကြအောင်ဖြစ်နိုင်ဘူးလို့ကျွန်တော်အမြင်တယ်ဗျာဘာကြောင့်ဆိုတော့တက်ဖွဲ့ရဲ့ရှိတော့တာဟုတ်ဗျာနော်တက်ဖွဲ့ရဲ့ရှိတဲ့အခါကျတော့ကျွန်တော်ထင်တယ်ဖြစ်နိုင်ချေရနည်းသွားတယ်လို့ကျွန်တော်မြင်ပါတယ်ဗျာ အဲ့တော့စစ်တပ်ဘက်ကကြည့်အောင်ပါစစ်တပ်ကတော့သူ့မှာစစ်မျက်နှာပြင်ကဟိုအထက်အောက်ဘေးဘယ်ကိုရက်ရှိမျက်နှာမှာရှိနေတာပါအဲ့တော့ तू ကတော့တစ်ဖက်မှာဟိုရက်လို့ရရင်ရက်မှာပဲတစ်ဖက်ကိုဖိမှာပဲဒါကတော့စစ်သဘောတဘာဝပေါ့နော်အဲ့တော့ဟိုတန်းဟို तू ကဟိုကိုပိုင်အုတ်ချုပ်ခွင့်ရပါဘောနကိုရှိပြီးသားနယ်မြေတွေကိုပို့ပြီးတော့ပေးလိုက်တာမျိုးပေါ့နော်ပေးလိုက်မယ်ပြီးရင်ဒီတိုင်းပဲနေကြမယ်ပြီးရင်အဲ့ဒီကတစင်ငင်းချင်းဆွေးနေဖို့စသည်ဖြင့်ကမ်းလှမ်းတာမျိုး အခုသူတို့ကလည်းရွေးကောက်ဝက်လန်းချောင်းကိုလည်းသွားနေတာပေါ့နော်လွတ်တော်နဲ့စိုးရလည်းပေါ်လာမှာဆိုတော့အဲ့ဒီလိုမျိုးပေါ့နော်ဆက်မဖြစ်အောင်စစ်တိုက်ပွဲဆက်မဖြစ်အောင်စစ်တပ်ဘက်ကဟိုတန်အောင်အဲ့လိုထိန်းသွားနိုင်လားမသိဘူးအဲ့ဒီပေါ်ဘယ်လိုမြင်လဲဗျကျွန်တော်မြင်တာတော့ခုနကကိုတထွေးနိုင်ပြောတဲ့ကိစ္စဖြစ်လာတယ်လို့ကျွန်တော်မြင်တယ်ဗျအခုအဖြစ်ကရဲစဲလုတ်တဲ့အခြေအနေကိုကျွန်တော်ကကြည့်မယ်ဆိုရင်ဆိုတော့ DNA ရဲ့အခြေအနေကဟိုအောက်ဆီယံနဲ့လောက်ရတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဗျ။ဟိုအဲ့ခါကျတော့ ဟိုစစ်ကောင်စီပေးတဲ့အခြေအနေကိုကျွန်တော်တို့ကဟိုလက်မခံဘူးဆိုရင်ဘာလို့မလဲပေါ့မြင်းကောင်ကနေဆိုတော့အဲ့လိုဖြစ်တယ်အဲ့တော့ရွေးချယ်စရာနည်းတော့တဲ့အခြေအနေကိုလို့ပြောရင်ကျွန်တော်ဒီမမှားနိုင်ဘူးလို့ယူဆတယ်နော်အဲ့တော့ကိုလိုချင်တဲ့ကိုမျော်မှန်းတဲ့အိမ်မက်တော့ကျွန်တော်ထင်တယ်ဟိုဖြစ်လာနိုင်ခြင်းနည်းတော့တယ်လို့ကျွန်တော်ပြောပြောပြောချင်ပါတယ်ဗျာဟုတ်ကဲ့အဲ့တော့ဒီအခြေအနေမှာနောက်ထပ်ဟိုသတင်းက hot ဖြစ်လာတာကတော့ဒီမိုးကုတ်တိုက်တုံးကပါခဲ့တဲ့ PDF တွေပေါ့နော်သူတို့အနေနဲ့ကတော့ဒါ မိုးကုတ်ကိုစစ်ကောင်စီလက်လုံးဝပြန်မအပ်နိုင်အောင်ဆိုပြီးအဲ့မှာရှိတဲ့ PDF တွေကအသီးသီးပေါ့နော်ကျင်ညာချက်တွေထုတ်တယ်။နောက်တခြားဒေတာမှရှိတဲ့ PDF တွေလာရောက်ပူးပေါင်းမယ်ပေါ့။အဲအဲ့လိုမျိုးထုတ်တယ်။ဆိုတော့ဒီအခြေအနေကတော့ခုခံမှုကလက်တွေ့ဘယ်လောက်ဖြစ်နိုင်မလဲ။ဘာလို့ဆိုတော့စစ်တပ်ကအသီးတဲ့အတိုင်းလေးနေ drone တွေကိုအသာစီးနေလေ။တော့လူလူမရှောင်စေးပြစ်မဲ့မရှောင်ပြစ်နေတာဟုတ်ဆိုတော့တအားအောင်နောက်ဆုတ်ထားရတာဆိုတော့ဒီဒီ PDF တွေနေနေကိုစုပြီးခုခံမှုอ่ะဟောဘယ်လောက်လက်တွေ့ရဟိုဖြစ်နိုင်ကြရှိမလဲဗျာ အဲ့တော့ကျွန်တော်မြင်တာလေအခုတို့ဒီမျိုးကာကမယ်ဆိုရတို့ထုတ်ပြန်ကြေညာချက်ပေါ့ဗျာเนาะကျွန်တော်မြင်နေအဲ့ဒါလုတ်တင်နေလို့ကျွန်တော်မြင်နေဗျာ။ဘာကြောင့်လဲဆိုတော့ဒါကတို့တရားဝင်ဒီမျိုးကိုတို့နဲ့လည်းသက်ဆိုင်နေဆိုတာကိုပြောလိုက်တဲ့သဘောဖြစ်တယ်လို့ကျွန်တော်မြင်နေဗျာ။ဆိုတော့ရန်သူကကျွန်တော်ထင်တယ်ဒီကိစ္စမှာဟိုတင်တယ်လို့ဖိအားပေးနိုင်တယ်လို့ကျွန်တော်မြင်နေ။ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများပေါ့ဗျာเนาะအများနားလဲထားတာကဒီမိုးကုတ်နဲ့မိုးမိတ်ကို ဟိုတင်းနေလေးကအောက်ချုပ်ထားတယ်တင်းနေလေးကထိ ंछ ုပ်ထားတယ်ဆိုပြီးကျွန်တော်နားလည်ထားတာဟုတ်ဗျာနော်အဲ့ခါကျတော့ဒီနေ့ရန်သူကဒီနေမြေတွေဒီနေမြေတွေကတင်းနေလေးရဲ့ထိ ंछ ုပ်မှုရှိတယ်လို့သူကသတ်မှတ်ထားတဲ့အခါကျတော့အခု PDF တွေကအမမေကိုဆက်လက်ခုကံမယ်ဆိုတဲ့အခါကျတော့ DNA လို့သူရန်သူကဖိအားပေးတယ်လို့မြင်တယ်။ဆိုတော့အဲ့လိုဖြစ်လာနေဆိုရင်တော့ကျွန်တော်တင်ကျွန်တော်တို့အင်အားစုတွေကြားမှာတော့အမြင်မတူတာတွေဟိုဖြစ်လာနေတယ်လို့ကျွန်တော်တို့မြင်နေဗျာ ဒီနေရာမှာနောက်တစ်ခုကစည်ရရပေါ့နော်ဟိုကိုစလန်းရောက်အောင်နေဘလို့မြင်လဲမသိဘူးဟုတ်ကဲ့โอเคအဲ့တော့ခုကံမဲ့ခုကံမဲ့ဆိုလဲဒီစည်ရရဟိုခြေတန်းလုံလုံပေါ့နော်မသိအောင်ဟိုစစ်တက်ကမသိရအောင်အဲ့လိုရှုတ်ဝက်ပြီးတော့ဟိုပြင်ဆင်ထားမယ်ဆိုရင်တကယ်တိုက်ပွဲဖြစ်လာရင်ကိုယ့်ဘက်ကအသာစီးရနိုင်တာပေါ့အခုကဟိုကျင်ညာပြီးတော့ဖွင့်ချပြီးတိုက်တယ်လို့မျိုးဖြစ်မှာပေါ့အဲ့တော့စစ်တပ်ဘက်ကပို့ပြီးတော့ဟိုသူပြင်ဆင်နိုင်တဲ့အနေအထားဖြစ်မသွားနိုင်ဘူးလားဟိုရှုတ်ဝက်တင်တယ်လို့မမြင်ဘူးလားကျွန်တော်စဉ်းစားမိတာပါ ကျွန်တော်မြင်တော့အခုက तू ကခုခံမယ်ဆိုတာ तू ကပြောတာလေနော်ခုခံမယ်ဘာကြောင့်ခုခံလဲဆိုတာဒီမျိုးကသူတို့နဲ့သူတို့သူတို့နဲ့လည်းပတ်သက်တယ်သူတို့နဲ့ဆိုင်နေဆိုတဲ့ကိစ္စက तू ကပြောတာပဲလေဒါပေမဲ့ तू ဘလို့ခုခံမယ်ဆိုတာ तू ပြောထားတာမဟုတ်ဘူးလေနော်ဆိုတော့ကျွန်တော်လည်းအဲ့ဒီနေရာမှာဆိုရင်ပေါ့နော်ကျွန်တော်လည်းကြင်ညာမှာပဲကျန်တော့ကျွန်တော်လည်းကြင်ညာမှာဆိုတာဒီလိုလေဘာကြောင့်ကျွန်တော်ကြင်ညာလဲဆိုရင်ကျွန်တော်တို့ကတရားဝင်ဖြစ်အောင်ပေါ့ဗျာနော်ဆိုတော့အခုလိုကြင်ညာတာဖြစ်တယ်လို့ကျွန်တော်တို့နားလဲတယ်ဗျာနော် ဲ့တော့ခုခံပုံခုခံနီးရတော့ဒါတော့သူတို့ဟိုပြင်ဆင်မှုတွေရှိမှာပါဗျာเนาะအဲ့တော့ဒီကျန်တာတခုကတော့ဆိုတော့ရန်သူကတော့ကျွန်တော်ထင်တယ်အလုံးရင်းနဲ့ဝင်လာမှာပဲလေเนาะဆိုတော့တစ်ဖက်ကလည်းဒါကတော့ကျွန်တော်တို့ဒီမျိုးမကြရေးပါဗျာသူတို့နဲ့သက်ဆိုင်နေတော့ခုခံမှာပဲဒါပေမဲ့ပြဿနာကဟိုရန်သူကတင်းနေလို့ဖြစ်ရပြင်မယ်ဒါမင်းတို့ချင်းရှိမင်းတို့ချင်းချင်းပြဿနာပေါ့အဲ့ဒါမင်းတို့ချင်းရှင်းကြမင်းတို့ရှင်းပြီးတော့မှငါတို့ဝင်မယ်ဆိုရမျိုးလဲကျွန်တော်ထင်တယ်ဟိုဖြစ်ကောင်းဖြစ်နိုင်နိုင်တာပေါ့အဲ့လိုမျိုးဖြစ်ပြီးဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ မိုကို PDF တွေနဲ့ကျွန်တော်တင်နေတရားလေးကြားထဲမှာတော့ကျွန်တော်တင်နေဟိုအမြင်မတူရတယ်ကျွန်တော်တို့ဖြစ်လာနိုင်တယ်လို့ကျွန်တော်တော့သုံးသပ်မိတယ်ဗျ so အဲ့နေရာမှာဒီ mogo viewer နဲ့ဒီတန်းနဲ့ကြားပေါ့ဆက်ဆံရေးလဲကျွန်တော်တစ်ချက်ကြည့်ကြပါလေဘာလို့ဆိုတော့ဟိုဒီလိုမျိုးသဘောတူသူတို့ဟိုကြင်ညာလိုက်တဲ့အခါမှာ mogo viewer ဘက်ကပြောတာလေဒါသူတို့လည်းမသိရဘူးပေါ့နော်ဟိုစုတ်ခွာမယ်ဆိုသူတို့လည်းဘာမှမပြောဘူးဆိုတော့အဲ့လိုမျိုးထုတ်ပြောတယ်တရင်မီဒီယာတခုကို ဆိုတော့ငโกတဲ့ကဒီပူပေါင်းဆောင်ရွက်မှုအပိုင်းပေါ့နော်ဒီ PDF နဲ့တန်းကြာဟိုအဲ့အခြေအနေရအောင်ငโกတဲ့ကဟိုအစဉ်ပြေတဲ့အနေအထားရောရှိလားမပြောတတ်ဘူးအဲ့အဲ့ဒီပေါ်ဘလို့မြင်လဲကို slide နေနဲ့ကျွန်တော်မြင်လာတော့ဟိုဒီကိစ္စကတကယ်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ကျွန်တော်ကြားထဲမှာသင်္ကန်းစာယူရမယ်ကိစ္စဖြစ်တယ်လို့ကျွန်တော်သုံးသပ်မိတယ်ဗျာနော်အဲ့တော့ဟိုနောက်နောက်တွေမှာကျွန်တော်တို့အခုလိုသင်္ကန်းစာကိုယူပြီးတော့နော်ကျွန်တော်တို့အဖွဲနှစ်ဖွဲကျွန်တော်တို့အတူပူးပြန်လှုပ်ရှားရဲဆိုရင်လည်းကျွန်တော်တို့နှစ်ဖွဲပေါ့နော် ဟိုဒီတက်ဆိုင်ရာဒေတာကိုကျွန်တော်တင်ပိုက်ပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတော့ကျွန်တော်ထင်တယ်ဟိုစီးနွေးတင်တယ်လို့ကျွန်တော်တော့ဒီနေရာကနေအကြံပြုခြင်းတယ်နော်ဆိုတော့အခုလက်ရှိအချိန်ကျတော့ကျွန်တော်မြင်နေတာကတော့ကျွန်တော်တို့အတွက်ဟိုသင်ခန်းစာတစ်ခုလိုပဲကျွန်တော်တို့နားလဲပါတယ်ဗျာဆိုဒီနေရာမှာနောက်တစ်ခုရှိတာကကျွန်တော် MND ကဟိုအပြည့်ရက်ပြီးသူတို့နောက်ဆုတ်တော့မယ်ပေါ့နော်လာရှိုးကနေနောက်နောက်ဆုတ်မဲ့ဖြစ်စင်မှာဟိုသူတို့ဘက်ကဆုံးဖြတ်ချက်ကြပြီးအကုန်လုံးပြင်ဆင်ပြီးဆိုတော့အဲ့မှာရှိတဲ့ ဟိုမှာတိတာတာ BBL လေးပေါ့နော် BBL လေးတို့ကလည်းဒါအညာဘက်ကိုသွားတော့မှဆိုရင်ကျင်ညာချက်ထုတ်တယ်ဆိုတာဒီဘက်မှာမထားတော့တဲ့သဘောပေါ့လေအဲ့လိုမျိုးရှင်းရှင်းလင်းလင်းတိရတယ်အကူပါကအဲ့လိုမဟုတ်တဲ့ခါကျတော့ဟို TNL ရအများဒီတစ်ဖက်လက်နဲ့ပြည်ရရပေါ့နော်သူတို့အလွယ်လင်းတကူမပေးခြင်းလို့ဒီမျိုးနှမျိုးဒီလိုပဲသူတို့နဲ့မဆိုင်တော့ဘူးပေါ့နော်ကျန်တဲ့လူတွေပဲဒါစစ်တက်ရှင်းဆိုပြီးအဲ့လိုသဘောလဲကျတော့တွက်ကြည့်တာပေါ့လေအဲ့ဒါကဘယ်လောက်မှန်နိုင်လဲဗျကျွန်တော်မြင်နေအဲ့ဒါကတော့ကျွန်တော်တင်လည်းမဖြစ်နိုင်ဘူးလို့ထင်တယ်ဗျာ ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစည်ရေးကိစ္စတွေကိုရှင်းဆွေးနွေးတဲ့အခါမှာဟိုရှင်းရှင်းလင်းလင်းတိတိကျကျဖြစ်ဖို့လိုတယ်ဗျ။ဆိုတော့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဗမာစကားရှိတယ်လေ good show မှ non shin ဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့ဗျာနော်။နောက်တစ်ခုကတော့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ထင်တယ် TNL ရဲ့နိုင်ငံရေးဘာထိခိုက်နိုင်တယ်ဗျာနော်။ဒါကြောင့်ဒီကိစ္စကကျွန်တော်ထင်တယ်ဟိုစီပရီရဲ့လက်ကွက်နဲ့လောက်တာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်။အဲ့တော့ဒီသဘောတူညီချက်က တရုတ်ကကြားဝင်တာပြီးရင်အကူမင်းမှာဆွေးနွေးကြတာလေဆိုတော့ ဆိုရတဲ့ဆိုတော့ဟိုတန်းကိုလည်းတစုံတရာဒါတစုံတရာမဟုတ်တော်တော်လေးဖိအားရှိမှာပေါ့နော်အဲ့တော့အခု PDF တွေကမိုးကုတ်မွေးမွေးကိုဆက်ထိန်းမှုစူးစမ်းမယ်ဆိုရင်တရုတ်အနေနဲ့ရောဘယ်လိုသဘောထားနိုင်လဲသူတို့ရဲ့ဝင်ရောက်ဆွတ်ဖတ်မှုကပိုကြီးလာနိုင်လားပုံစံတစ်မျိုးမျိုးနဲ့ပေါ့လေကျွန်တော်မြင်တာတော့သူ့ရဲ့တရုတ်ရဲ့ဖိအားပေးမှုကတော့ကျွန်တော်မြင်တာ TNL လိုပဲသွားမလို့မြင်တယ်ဗျာနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်မြင်တာတရုတ်နဲ့ဒီ PDF ကြားထဲမှာဟိုတန်းရည်ဆက်တယ်မှုမရှိဘူးလေနော် တရုတ်နဲ့တင်နေလည်းပဲဆက်ဆက်ဟိုဒဏ်ရာဆက်တင်မှုရှိတာဟောဗျာနော်ဒဏ်ရာဆက်တင်မှုရှိတဲ့အခါကျတော့ကျွန်တော်တင်တယ်အဲ့တော့ဟိုသူကတခုခုပေါ့ဒီနေမြင်နဲ့ပတ်သက်ပြီးတော့တစုံတရာအချက်တဲတခုခုအခက်အခဲတခုခုဖြစ်လာတယ်ဆိုရင်ကျွန်တော်တင်တယ်တရုတ်ကတော့တင်နေလို့ပဲကျွန်တော်တင်တယ်ဟိုအကြက်ခံဖီးအားပြေးနိုင်တယ်လို့ကျွန်တော်တင်ပြောရမှာဖြစ်တယ်ဗျာ ဲ့တော့နောက်ထပ်သုံးသပ်မှုတချို့ကတော့ဒီမိုးကုတ်မိုးမိတ်မကြရေးရတဲ့ဒီအညာဒေတာကိုဆက်ထိန်းထားနိုင်မှုနဲ့ဟိုအများကြီးဆက်ဆက်နေတယ်ပေါ့နော်ဒီမိုးကုတ်မိုးမိတ်ကြဝိုင်းဟိုအညာဒေတာကိုပါဟိုဆက်တက်ကဖိနိုင်တယ်ပေါ့ဒါအရေးကြီးတယ်ပေါ့ဒါအခုခံမှုဆိုတော့အဲ့ဒီပုံမှာကိုစလိုင်းဘယ်လိုမြင်လဲဗျကျွန်တော်မြင်တာကတော့ဒီမိုးကုတ်မိုးမိတ်နဲ့အညာဒေတာနဲ့တော့ကျွန်တော်ထင်တယ်ဟိုတိုက်ရိုက်တော့မပတ်သက်ဘူးလို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုရင်နော်ရန်သူက ိုအညာဒေတာအဝင်မယ်ဆိုရင်ရန်သူကသူ့လက်ရှိရှိနေတဲ့နေရာနဲ့သူကအညာဒေတာကိုတိုက်ရိုက်ဝင်မှာပေါ့ဟိုမိုးကုတ်မိုးမိတ်ကတစ်ဆင့်ဝင်စရာအကြောင်းမရှိဘူးမိုးကုတ်မိုးမိတ်ကလည်းဝင်ဝင်စရာအကြောင်းရှိတာကတော့အကယ်၍ပေါ့ဗျာအဲ့ဒီနေရာမှာတက်တည်ထိုင်ထားတဲ့ဆိုရင်အဲ့ကတက်ကတော့အညာမျိုးဝင်မှာပဲနော်အဲ့တော့ရန်သူကအညာကိုစိုးမိုးခြင်းနဲ့အညာကိုထိုးမယ်ဆိုရင်အညာဝက်တိုင်းရထူမှာပေါ့ဆိုတော့အခုဆိုရင်လည်းကျွန်တော်တို့ကြားနေရတယ်လीဆိုတော့ဒီဟိုဇကန်ဘက်မှာ ဟိုမကွေးပတ်မှာပဲလေဆိုတော့ပေါက်ပတ်မှာရန်သူထိုးလာတာပဲလေရန်သူကသူ့တိုင်းရထိုးมาပဲဆိုတော့မိုးကုတ်ကိုသွားပြီးတော့မှကျွန်တော်ထင်တယ်ပြန်လာစရာအကြောင်းမရှိဘူးအဲ့တော့တခုကတော့ခုနကျွန်တော်တင်ပြလို့ပဲမိုးကုတ်မှာထိုင်ထားတဲ့တက်တွေကိုသူကအတုံးချမယ်ဆိုရင်တော့အဲ့လမ်းကြောင်းကနေသူကအညာဘက်ကိုသူထိုးมาပေါ့အညာကိုတိပတ်သူထိုးမယ်ဆိုတော့သူကအညာဘက်သူကတိတန့်ထိုးมาပဲမိုးကုတ်ဘက်ကလည်းတစ်ဆင့်ကျွန်တော်ထင်တယ်ထိုးစရာအကြောင်းမရှိဘူးလို့ကျွန်တော်တော့မြင်ပါတယ်ဗျာ โอเคဒီနေ့မှာစစ်တပ်ဘက်ကိုကြည့်အောင်ပါစစ်တပ်ကတစ်တုံညာနှစ်ခုစစ်စင်ရေပထမလိုင်းဒုတိယလိုင်းနှစ်ခုလုံးသူအလူးလဲခံရတာလေဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာဟိုຫນွေဦးတော်လေးစမ်းရတယ်ကြီးလာတယ်လေတကယ်ဟိုဟိုစစ်တပ်ကဘာလို့လို့လောက်အောင်မသိဘူးပေါ့နော်ဒါစီးသုံးသက်ချက်တွေအဲ့လိုမျိုးထွက်လာတယ်ဆိုတော့အဲ့ဒီအနေထားနေပြီးအခု तू ကပြန်ပြီးတော့ဟိုနလန်ထတဲ့ပုံပြန်အထိုင်ကျတဲ့သွားတဲ့ပုံစံမျိုးပြောရင်ရမလားဘာလို့ဆိုတော့ဟိုကရင်ဘက်မှာလည်း तू အာရှလန်ကိုပြန်ရအောင်ထိန်းနေတယ် ဟိုကရင်နီမှာလည်းမျိုးတချို့သူပြန်သိနေဆိုတော့တပတ်တည်းမဟုတ်လေ तू ကသုံးပတ်လောက်အခုလို့ကစားနေတူရတော့ तू ကပြန်ပြီးတော့အထိုင်ကျသွားတဲ့သဘောလားဘယ်လိုမျိုးမြင်လဲစည်ရည်ရလေကျွန်တော်မြင်လာတော့ तू အထိုင်ကျတဲ့သဘောမျိုးတော့မရှိသေးဘူးဗျ तू အထိုင်ကျတော့စူးစားနေတဲ့အခြေအနေမျိုးလို့ကျွန်တော်တော့မြင်တယ်ဒါပေမဲ့သို့တော်လည်းဟိုတစ်တုံညာနှစ်ခွန်ပထမနိုင်နဲ့ဒုတိယနိုင်အခြေအနေကတော့ပြောမယ်ဆိုရင်တော့တော်တော်လေးတော့ကွာသွားတော့တွေ့ရတယ်ဗျ ဲ့တော့ဘာကြောင့်လဲဆိုရင်ကျွန်တော်မြင်တာအခုဖြစ်စင်တာတော့လေဟိုတရုတ်ကြောင့်ဖြစ်တယ်လို့ပြောရင်ပြောရမှာဖြစ်တယ်ဗျတရုတ်ရဲ့စီးရေးအကူအညီတွေရလာတယ်အဲ့လည်းခင်ရတယ်အဲရတယ်နောက်တစ်ခုကဒီ drone တွေရတယ်နောက်တရုတ်ဆီရတယ် drone နည်းပညာတွေရတာပါကြောင့်เนาะအဲ့တော့စစ်ကောင်စီကကျွန်တော်တို့ထက်တာလာလက်နက်ခဲယမ်းနဲ့လေကြောင်းပဲတာတယ်ဗျ။ကျွန်တော်ကျန်တာကျွန်တော်တို့မတာ။အဲ့တော့ကျွန်တော်တို့ကလက်နက်ကြီးဆိုရင်ကျွန်တော်တို့ကခုခံနိုင်တယ်နော်။ဒါပေမဲ့လေကြောင်းကဆိုရင်လည်းကျွန်တော်တို့ကဘုံကျဲတာတော့ကျွန်တော်တင်တယ် ကျွန်တော်တို့ခုခိုင်နေတဲ့အခြေအနေမျိုးရှိတယ်ဗျာတိုးတော့ drone ကတော့ကျွန်တော်ထင်တယ်ဟိုခုခံကအတော်လေးကတ်တယ်ဘာကြောင့်လဲဆိုတော့အခုသူကသူ့နည်းပညာကကျွန်တော်တို့မှာရှိတဲ့ဟိုနည်းပညာနဲ့အဆင့်မြင့်သွားတာဟုတ်ဗျာနော်အဲ့လိုဖြစ်တဲ့အခါကျတော့ခုခံမှုတော့ကတ်တော့ဗျာဒီနေရာမှာကျွန်တော်ကလေစစ်တပ်တားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံကိုကျွန်တော်တင်ပြခြင်းတယ်ဗျာနော်စစ်တပ်တားတော့မှန်တယ်ကျွန်တော်တို့ကအနိုင်ရရည်အတွက်တိုက်တာဖြစ်တယ်ဗျာဒါပေမဲ့ကျွန်တော်တို့ကလူကြီးလူကောင်းဆန်ဆန်ပေါ့ဗျာနော်ဟိုစစ်တပ်ကိုလ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 ိုကျွန်တော်ကတော့သုံးသပ်မိတယ်နော် ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကစီမင်းစီကန်းတို့လည်းလိုက်နိုင်လို့လေအထူးသဖြင့်တော့စစ်ကောင်စီရဲ့ဒီ standard army ကကျွန်တော်ထင်စစ်တော်ချင်းဝတ်တွေတည်ကြကြလိုက်နိုင်ဖို့လိုမယ်လို့ထင်တယ်ဗျာနော်။ဘာကြောင့်လဲဆိုတော့အခုချီကျွန်တော်တို့ကဟိုရသားပြင်းမှတ်တွေတိုက်ခတ်တာတွေကဒါကစီမင်းစီကန်းလည်းကိုမညီညွတ်တဲ့ကိစ္စတွေဖြစ်တယ်။အဲ့တော့စစ်ကောင်စီစစ်တိုက်တာကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာတခိုးချင်းတခိုးချင်းတိုက်တာကိုကျွန်တော်တွေ့ရတယ်ဗျာနော်။အဲ့ဒါကျွန်တော်အထွေထွေဘုရားချေကနော်။ဥပမာ1990 97မှာကျွန်တော်တို့ဖလူးနဲ့ဝမ်ခေါ့ဟိုထိုင်းနိုင်ငံကြီးကနေဝင်ပြီးကျွန်တော်တို့တိုက်တယ်ဗျာနော်။အဲ့တော့ သူကတော့ထိုင်းနိုင်ငံတော့တို့ကြိုတင်သဘောတူညီချက်တွေယူထားတာဖြစ်နိုင်တယ်နော်ဒါပေမဲ့ဟလာကျွန်တော်တို့ကိုနယ်နိမိတ်ကလည်း तू က तू တိုက်လို့ကျွန်တော်တို့မနိုင်တဲ့အခါကျတော့ तू များနယ်နိမိတ်ထိုင်းကနေဝင်ပြီးကျွန်တော်တို့နောက်ကျောနောက်ကျောနေဝင်တိုက်တာဗျဒါကတော့နည်းနည်းဟိုလူကြီးလူကောင်းမဆောင်လို့ပြောအောင်ပါဗျာနော်နောက်တစ်ချက်ကတော့ဟိုစစ်တုံးမနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းပါဗျာဒါလိုလဲ तू ကချူပေါ်တယ်ရဲရဲဆက်တက်တယ်ရွာသားတွေလည်းရဲရဲဆက်တက်တယ်အခုဆိုရင်ကျွန်တော်တို့ကြည့်ကြည့်ပါဗျာနော် သူအာနာသင်္မိကရိယာလေအခုတနေ့ကျွန်တော်တို့ဟိုလေးနှစ်ကျော်ငါးနှစ်ထဲဝင်လာပြီပေါ့ဗျာနော်နေ့စဉ်နဲ့အမျှကျွန်တော်တို့ဒီပြည်လုံးမှာဘုံကြတက်ခန့်နေတာဖြစ်တယ်လေအဲ့တော့နေဝင်ကျွန်တော်တို့ပြောခဲ့တာရှိတယ်ဗျာခင်ဗျားလည်းမှတ်မိမိနဲ့တူပါတယ်ကျွန်တော်ရှောင်းထောင်းကွာ68မှာတော့ပါလေဗျာနော်ကျွန်တော်တို့ဒါသာချင်းလှန်လှန်ချင်းလို့ကျွန်တော်တို့ပြောခဲ့တာရှိတာပါဆိုအခုလည်းဒီတိုင်းပဲနေတော့ဟုတ်လားဆိုတော့သူတို့ရဲ့ပထွေးကျွန်တော်တို့နေဝင်ကကျွန်တော်တို့ပြောခဲ့ဒါသာချင်းဒါသာချင်းလှန်လှန်ချင်းဆိုတော့တလာခဲ့လေအခုချိန်မှာကျွန်တော်ဒါသာချင်းလှန်လှန်ချင်းဟုတ်လား ဒါမျိုးတော့ကျွန်တော်တို့ရင်ဆိုင်မှုအဆင်သင့်ပဲနော်အဲ့တော့ကျွန်တော်ကဒီနေရာကနေကျွန်တော်တို့တော်လိုင်းတက်တွေကိုကျွန်တော်အကြံပြုချင်တာကဟိုသက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ပေါ့နော်အခုအချိန်လေးကလည်းကျွန်တော်ကျွန်တော်ထင်တယ်ကျွန်တော်ပြန်လည်သုံးသပ်ပြီးတော့အခြားစီရင်နည်းလမ်းတွေကိုကျွန်တော်ထင်တယ်စဉ်းစားဖို့လိုတယ်လို့ကျွန်တော်တော့အကြံပြုချင်တယ်ဗျအဲ့တော့ဒီနေရာမှာကျွန်တော်ရှမ်းမြောက်ဒေသကိုကြည့်ကြည့်တာပေါ့နော်အတူဟိုတရုတ်ကဖီအားကြောင်းလို့ပဲဆိုဆိုစီရေးရအသာရလို့ပဲဆိုဆိုဟိုစကားပြောပြီးပြီစကားပြောပြီးတိတယ်အပြည့်ရက်မယ်ဟုတ်ကဲ့လုတ်ပြီးဆိုရင် အပြည့်ရက်ရက်တာဖြစ်သွားတယ်ပေါ့နော်ဟို MND နဲ့လည်းပြည့်ရက်တယ်ကဲသူ့ရဲ့ဟိုကိုပိုင်အုပ်ချုပ်ရေးဒေတာမှာသူ့ဘောင်ပြန်ထိုင်ကြအခု TNL လည်းဒီသဘောမျိုးလို့ဖြစ်လာနိုင်တယ်ဆိုတော့ तू ကဟိုသူ့ဘက်ကအဲ့လိုပဲသွားတယ်လေအပြည့်ရက်ဖို့စူးစမ်းတဲ့သဘောမျိုးတွေ့ရတယ်ဥပမာ KNU နဲ့လည်းပြောမတတ်ဘူးဘယ်တော့လောက်သူတို့စကားဆက်ခေါ်မလဲနောက် KYA နဲ့လည်းအခုကစကားပြောဖို့အခုတည်င်းနေထွက်နေရလေဟုတ်ကဲ့ဆိုတဲ့အခါကျတော့ဒီအခြေအနေတွေကအခုလက်ရှိအင်အားအများကြီးရှိနေတဲ့အညာဘက်က PDF အနေနဲ့ဟိုသူအဲ့လိုမျိုး ဟိုအပြစ်ရရေးအတွက်သူစဉ်းစားလာနိုင်လားဟိုစစ်တပ်နေနဲ့ဒါမှမဟုတ်သူတခုခုကိုသူချေမုန်းမှုရှိနိုင်လားဟိုဘယ်လိုမျိုးမြင်လဲကိုကိုစလိုက်နေနဲ့ကျွန်တော်မြင်တာကတော့ဟိုရန်သူကတော့ဗျာဟိုကျွန်တော်တို့တောက်လျှောက်လုပ်ခဲ့တာကတော့ဟိုသွေးခွဲတဲ့ညီးပြူဟာပေါ့ဗျာဆိုတော့ဒါကသူတောက်လျှောက်သူကျင့်သုံးခဲ့တဲ့ဟာပဲလေနော်ဆိုတော့အခုလေဒီဟာကိုသူကလုပ်နေစေပဲဖြစ်တယ်လေအဲ့တော့ကျွန်တော်တို့ဒီ PDF ရဲ့ဂျာတန်းမှာလေဟိုသွေးခွဲမှာပဲလေအမြဲတမ်းသူပြောခဲ့တာပဲ ဟလာသူဟိုအလင်းတင်တဲ့ကံမှာပျော်တိုင်းပါဟိုအမြန်နဲ့သူ့ဘက်ကတော့ငြိမ်းချမ်းခေါ်တယ်ပေါ့ဗျာအမှငြိမ်းချမ်းခေါ်တော့မဟုတ်ပဲ။ကျွန်တော်တို့လက်နဲ့ချခိုင်းနေတာပဲလေ။ဆိုတော့ဒီသဘောနဲ့တော့ကျွန်တော်တို့ဟိုတွစ်ဆုံစင်းနေဆိုတာဘယ်လိုမှဖြစ်လာနိုင်ကြအကြောင်းမရှိဘူး။အဲ့တော့သူ့ဘက်ကကျွန်တော်တို့သွေးခွဲသွေးခွဲနီးနဲ့လောက်လာမှာပဲဒါအများကြီးလုံနေကြပဲအဲ့တော့ကျွန်တော်တို့ကဟိုတိရဲဆိုရင် ကျွန်တော်တို့ကျွန်တော်တို့စီးကိုကျွန်တော်တို့တေချာကာဖို့လူတာပေါ့နော် ဟို PDF ဆိုတဲ့သူနဲ့တိုင်းရပတ်သက်တာကျွန်တော်တို့ NUG ဆိုတဲ့ဖွဲ့စည်းရှိတာပဲလေဆိုတော့ NUG က DC ကိုကျွန်တော်တင်တယ်ကာဖို့လိုတယ်လို့ညင်းတယ်နော်အဲ့တော့ရှိမှလည်းကျွန်တော်တင်တယ်ဖြစ်လာနေတာပဲဒီနေ့ကျွန်တော်မြင်တာကတော့ကျွန်တော်တို့ဒီခုလုံးဟိုစင်ရေးအခြေအနေကိုဟိုရေဘူးကပြောမယ်ဆိုတော့ကျွန်တော်တင်တယ်ကျွန်တော်တို့ဟိုခံစစ်အခြေအနေကိုလေကျွန်တော်တို့ပြန်ရောက်သွားတယ်လို့ကျွန်တော်မြင်တယ်နော်ဒါပေမဲ့လည်းကျွန်တော်တို့အခုရခိုင်ဘက်မှာတော့ ဟိုဆေးရည်အားကောင်းတယ်တော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ AA ကတော့ကိုတတိရန်သူကိုကျွန်တော်ဒီနေ့ဆေးရည်ရပေါ့လက်စားနေတဲ့အခြေအနေရှိတယ်လို့ကျွန်တော်မြင်မိတယ်ဗျ။ဟိုဒါမဲ့လည်းကျွန်တော်ဒီနေ့ရန်သူက AA ကိုအကြီးအကျယ်ထူးထူးစင်တော့တွေ့ရတယ်။အခုရှမ်းမြောက်မှာဆိုရင်ကျွန်တော်ဒီနေ့ဆေးရည်ငိန်သွားတဲ့အခြေအနေဖြစ်တာပေါ့ဗျာ။နော်အဲ့လိုဖြစ်သွားတဲ့ရောက်အခါကျတော့ AA ကိုကျွန်တော်ဒီနေ့ TNL နီးတူပေါ့ဗျာ။အဖြစ်ကရဲ့ဆေးစွဲပေါ့ရောက်အောင်ခုရခိုင်လူတို့ကိုကျွန်တော်ဒီနေ့လေကြောင်းနဲ့တက်ခတ်ပြီးတော့ဖူးပြီးဖိအားပေးနေတော့တွေ့ရတယ်။ဟိုတစ်ဖက်မှာလည်း စစ်ကောင်စီကလည်းအကူအညီပေးနေတဲ့ရိုဟင်ဂျာအမေရိကန်လက်နက်ကိုင်ဖွဲ့စည်းရှိတယ်လေ။အဲ့ခါကျတော့အဲ့ဒီဖွဲ့ကလည်းအေအိုတိုက်နေတဲ့ခါကျတော့ဒီအချိန်မှာကျွန်တော်တို့က AO ဝိုင်းကူဖို့ကျွန်တော်ထင်တယ်လိုအပ်တယ်လို့ကျွန်တော်တို့မြင်တယ်ဗျ။ဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့အခုလက်ရှိကျွန်တော်တို့ဒီစစ်တပ်ဖက်နဲ့ပေါ့နွေဦးအင်အားစုတွေနဲ့ EAO တွေတစ်ဖက်ပေါ့ဒီစစ်ရေးအခြေအနေကဒီခဏငြိမ်သွားမယ်နောက်အပြင်းထန်ပြန်ဖြစ်လာမယ်ဒီတိုင်းပဲဆက်သွားနေမလားဒါမှမဟုတ်လဲ ူတို့ကလည်းအခုရွေးကောက်ပွဲလမ်းကြောင်းအောင်သွားနေတာဟုတ်ဟိုအပြစ်ခက်ရစဲမှုတွေကတဆင့်ငင်းငယ်ရွှေနေပွဲတွေမှာတခါခွက်ပြန်တိုက်ကြမလားဒီအဆင့်ထိရောရောက်သွားနိုင်လားစသဖြင့်ဟိုကိုစလိုင်းဘလူးအဲ့ရအောင်ဘလူးမျိုးတုံးတက်လေဗျကျွန်တော်မြင်တာတော့ဟိုတိုက်ပွဲတွေကတော့ကျွန်တော်ထင်တယ်ဟိုဆက်ပြီးရရှိနေမှာလို့မြင်တယ်ဗျာနော်ဟိုဘာကြောင့်လဲလို့ပြောရမယ်ဆိုရင်ဟိုဒီနေ့ကျွန်တော်တို့ဟိုတိုင်းပြည်အခြေအနေကဟိုငင်းငယ်သွားတဲ့အခြေအနေလည်းမဟုတ်ဘူး ဟိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကရောက်တဲ့အချိန်လည်းမဟုတ်ဘူးအချိန်မျိုးလည်းမဟုတ်ဘူးလေ။မဟုတ်တဲ့အခါကျတော့ကျွန်တော်တင်တဲ့နှစ်ဖက်ဒီအပြန်အလှန်တိုက်ပွဲကြတော့ရှိနေမှာပဲ။ဒါပေမဲ့အားကောင်းခြင်းအားမကောင်းခြင်းဆိုတာတော့ကျွန်တော်တို့အဲကျွန်တော်တို့ကဘယ်လောက်ထိအလွတ်လွတ်နိုင်တယ်လဲပေါ့ဗျာ။ဆိုတော့အဲ့ဒီပုံမှန်မူတည်လို့မြင်တယ်။ဆိုတော့ဟိုဒီနေ့ကာလမှာဆိုရင်ကျွန်တော်တို့ဒီဘက်ဒီတော်လိုင်းရဲ့ဖွဲ့စည်းမှလည်းဟိုအခက်အခဲတော့ရှိလာတယ်။အခက်အခဲရှိတာကပြောမယ်ဆိုရင်တော့ဗျာ။ ဟိုအားလုံးသိနေကြတာပဲလက်နဲ့ခင်းရပြဿနာရှိတာဟုတ်เนาะကျွန်တော်တို့ကဘလောက်ပဲကျွန်တော်တို့တိုက်ပွဲတွေဖွာခြင်းဖွာခြင်းအဲခုမှလက်နဲ့ခင်းရမရှိဘဲနဲ့ကျွန်တော်တို့အကောင့်ထဲပို့လို့မရအောင်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ဂျာထဲမှာဟိုဟန်ချက်ကြီးတဲ့စီရီအကောင့်ထဲဖွာနိုင်ဖို့လိုတယ်ဗျအဲ့တော့ဟန်ချင်းကြီးစီကောင်တဲ့ဖွင့်နိုင်ဖို့လိုတယ်ဆိုရင်ကျွန်တော်တို့ဂျားထဲမှာတွေးဆနိုင်တဲ့နေရာတနေရာကျွန်တော်တို့ရှိဖို့လိုအပ်တယ်ဆိုတော့အဲ့ဒီဟာကိုဒီနေ့ ဟိုအများသူကပြောနေကြတော့တပ်ပေါင်းစုလို့ပြောတာပါကနော်ဆိုတော့ကျွန်တော်ကတော့ဟိုတပ်ပေါင်းစုလို့ခေါ်လဲရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကနေရတနေရပေါ့ဗျာအဲ့ဒီတနေရတနေရတော့ဒါတော့အချက်လိုနာမည်ပေးကြပါဗျာနော်အဲ့လိုနေရတနေရကျွန်တော်တို့ရှိဖို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီနေ့အချိန်တွေကကျွန်တော်ထင်တယ်ကျွန်တော်တို့ပို့ပြီးတော့စူးသွားတဲ့ဘက်ကိုပို့ရောက်နိုင်တယ်လို့မြင်တယ်နော်ကျွန်တော်တို့အားလုံးအားလုံးကြားထဲမှာစူးစီးမှုကိုစူးစီးမှုညင်ညွတ်မှုကိုကျွန်တော်တို့ အစုံတရားပေါ့နော်အတိုင်းအတာတစ်ခုထိပေါ့ကျွန်တော်တည်ဆောက်ဖို့လိုတယ်အဲ့ဒါမတည်ဆောက်နိုင်ဘူးဆိုရင်ကျွန်တော်ထင်ကျွန်တော်တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းကျွန်တော်တို့ဆွဲဆောက်မှာပဲနိဆွဲဆောက်သွားမယ်ဆိုရင်ကျွန်တော်တင်ကျွန်တော်တို့ဥတီချက်တွေပျောက်ပေါက်နိုင်တယ်လို့ကျွန်တော်တော့မြင်နေဗျာတတ်တစ်ခုပေါ့နောက်တစ်ခုကလည်းရေကောက်ပွဲအလွန်မှာတော့ကျွန်တော်မြင်တာကလေဟို2008ခုအခြေထားအခြေခံထားတာဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်ထူးထူးခြားခြားနိုင်ငံရေးအပြောင်းလဲတော့ဟိုဖြစ်လာနိုင်ခြင်းမရှိဘူးလို့မြင်နေဗျာ အခုတော့နိုင်ငံရေးပါတီတွေကတော့သူတို့ပြောနေကြတာပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့လွှတ်တော်တွေရောက်သွားရင်ဘာတွေလုပ်ကြမလဲဆိုတာပြောတော့တဖြစ်မဲ့အခုဖြစ်လာမဲ့အစိုးရကအရင်အစိုးရထက်ကိုကျွန်တော်ထင်တယ်အရင်အစိုးရဆိုတာ2010အစိုးရထက်ကိုပိုဆိုးတဲ့အစိုးရကျွန်တော်တို့ဖြစ်လာမှာနော်ဟိုဘာကြောင့်လဲဆိုရင်အခုတက်တလောပဲဗျာဟာကျွန်တော်တို့ဒီ uniform ချွတ်တဲ့ဗိုလ်ချုပ်တွေကစပွအသွင်ပြောင်းလို့တော့သူကပြန်လာတာလေပြန်ပြန်လာတာဖြစ်တဲ့အတွက်သူတို့က uniform ပဲချွတ်လိုက်တာ နော်သူသူဝတ်ထားတဲ့ဝတ်စုံပဲချက်လိုက်တာဒါပေမဲ့သူရဲ့စဉ်းစားမှုအားလုံးကစစ်တပ်ရဲ့စဉ်းစားမှုအားလုံးပဲလေဆိုတော့အဲ့ခါကျတော့ကျွန်တော်တို့တိုင်းပြည်ကရှေ့ဒီမိုကရေစီဖြစ်ဖြစ်ပြောင်းလဲရေးဆိုတဲ့လမ်းကြောင်းပုံကိုမရောက်ဖဲနဲ့ဆီယနာရဲ့စနစ်ပိုခိုင်မြဲတဲ့အခြေအနေပဲကျွန်တော်တို့ရောက်သွားမှလို့ကျွန်တော်တို့သုံးသပ်မိတယ်လေဆိုတော့ဒါကြောင့်ကျွန်တော်တို့ဟိုတိုင်းပြည်ငင်းညာရင်းဆိုတဲ့ဘက်ကိုကျွန်တော်ထင်တယ်ဥတီတဲ့အခြေအနေမျိုးတော့ကျွန်တော်ထင်ရဝေးနေဦးမယ်လို့ကျွန်တော်တော့မြင်ပါတယ်အဲ့တော့ဟိုတိုက်ပွဲတော့ကျွန်တော်ထင်တယ်ဆက်ပြီးတော့ ရှင်းနေဖို့မလိုကျွန်တော်တို့သုံးသပ်မိပါတယ်ဗျာ